တို့ဗာပြောချက်ရှိလို့လေပြောပါ။အော်ဟိုဝရီနဲ့စကားမရဖြစ်ရတဲ့တတော်ကိုနူးညွတ်တောင်းပန်ပါလေ။အလောကိစ္စနဲ့ပတ်သက်ပြီးတော့စနိုးဘာမှစိတ်မပူနဲ့တော့။ကိုအားလုံးဆက်ဆက်ရရအကူညီပေးမယ်။ကိုမိမကိုထိမအောင်ကိုစားနေရဲ။ဒီစကားတွေကမပြောတဲ့မိမန်းမမဝရီကိုတားနိုင်လဲဆိုတာကိုစားနေပဲရှိတယ်လို့ယုံကြည်လို့စနိုးခုလိုပြောတာပါ။အခုကပါရီထပ်ဖြစ်ကြလို့ င်းရောက်ကောင်းလာလေးတပြေနဲ့မမရေအမျိုးသားကိုဇက်လန်းနေဖြစ်အောင်မမဝေကြီးကထုတ်ချန်နေတာမမရေအိမ်ောင်ရေးချီနှောက်ရက်ပေးနေတာတော့တော်တော်ဆိုးလွားကြီးရယ်စနိုးကုလို့ပြောတာလည်းကိုဇာနိဘက်ကမမရေကိုစိတ်ပြက်တယ်လို့ပြက်ပြက်သားသားရှင်းပြမှာမမဝေကြီးကမမရေကိုအမြင်မကြည်ရည်ပြောက်သွားမှမို့လို့ပါ ်ဒီဝင်းကဘာတွေလုပ်နေတာလဲမသိဘူးကွာစလို့စိတ်ချပါဦးကြောင်နေတော့ဘမကြီးဘမမထိခိုက်စေတော့ဒီဝင်းကတနေ့တခြားပို့ပို့ပြီးစိုးလာတာပဲဟုတ်အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်